ဟာလားဆုရဲ့ခန္ဓာကိုယ်အတွက်ကျမရေးအတွက်အဟာရရှိလားရှိပါဘူး okay ဘလို့မှတာလဲဒီမြက်ရဲ့အကျိုးကျေးဇူးကြောင့်မလို့အဟာရရှိမလဲအရင်ဆုံးကဘာလို့လို့ရလဲဆိုတာမြက်ကိုနွားကိုကျွေးကျွေးပြီးတော့နွားမှတစ်ဆင့်ပါဖြစ်လာလဲမလို့ရပဲနွားဟာသူနှုတ်ချက်ချင်းမဖြစ်လာနိုင်ဘူးမြက်ကိုစားပြီးတော့ဘာလို့အပ်သေးရလဲ သူ့ရဲ့အစာအိမ်မှာဘာလို့ဖွင့်လို့ရလဲအစာခြေဖို့အစာခြေဖို့ခြေပြီးမှဒါလင်သူ့ရဲ့အဟာရဖြစ်သွားနှုတ်ထွက်လာမယ်နှုတ်မှမလားစတို့အတွက်အကျိုးရှိလာတယ်ဒါကတင်ယူမှုနဲ့ပါသွားဆိုင်မလဲလူအနေနဲ့လားစတို့က strong ဖြစ်ချင်တယ်ကြီးထွားချင်တယ်အသားရည်လာချင်တယ်တာမာချင်တယ်အဲ့တော့လာစတို့ဘာလို့စားမယ်စားပြီးတော့အစာအိမ်မှာဘာလို့မှာ စာချေမှာစာချေမှာဒီမတာလင်လားဆိုလို့ရခန္ဓာကိုယ်တွေအာဟာရဖြစ်စီရဖြစ်စီမတာလင်လားဆိုလို့ကကျန်မာရတင်ယူမှုလဲထုံနည်းတူစွာပဲ sharing လုပ်လိုက်တဲ့ဒီအသွေးခော်လေးတွေတို့အဲ့ဟာကနေလို့အတွက်အာဟာရမဖြစ်ဘူးမြက်လိုပဲအသားလိုပဲသမင်းလိုပဲနေလို့အတွက်ဘာမှအကျိုးမရှိဘူးအဲ့ဆိုလေးရေးတာကနေလို့ရှိရှိတည်းများအချောင်းရာရေးနေတာဟုတ်လားမဟုတ်ပါဘူးအဓိက main point သူ့မဟုတ်နောက်တနည်း ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာပဲရေးရကိုယ်တဘောတူတဲ့အကြောင်းအရာပဲရေးရမိရဲ့ main point ကသူ့ရဲ့ main point နဲ့မတူတယောက်နဲ့တယောက်စုယူအားကမတူနင့်အတွက်အရေးပါတယ်ဆိုတော့သူ့အတွက်အရေးပါကောင်းမှပါမယ်ကို့အတွက်ပဲအကျိုးပြုတဲ့အပိုင်းဒါလို့နဘုတ်မှတ်လိုက်တယ်ဒါကနေလို့အတွက်လည်းဘာမှအကျိုးမရှိစာအုပ်ထဲမှာပဲရှိနေတယ်အဲ့တော့နေလို့အာဟာရဖြစ်စေဖို့အတွက်ဒီလုပ်လေးကိုပြန်ကြည့်ဒါဆိုတော့တင်နှပ်ပြီးနောက်နေလို့က ဖာကိုရေးချလိုက်တယ်ကိုပါသွေးခွန်မိတာလဲကိုပါလုံမလဲအာပြန်နှွေးနှွေးတဲ့ချိန်မှာကဘာဖြစ်ရောလဲဆိုတော့မူလငောရှိနေတဲ့အသွေးတွေဒါနဲ့ပေါက်ဆက်ခြင်းအဖြစ်အော်ဒီလိုကြီးကိုမဒီလိုလုံမယ်ဒီလိုသဘောပေါက်သွားနေအစာကြည်သွားလိုက်တယ်အရှိမလိုပဲအစာကြည်လိုက်တယ်ဒါကနိဟာဖြစ်သွားပြီအဲ့ချိန်မှာနေလို့ဘာလုပ်တော့မှာလဲဆိုတော့ဒီ notes လေးတွေကို တုံးချမယ်အတုံးချတဲ့ချိန်မှာအဲ့ဟာကတကယ်တကယ်နှစ်အတွက်ဖြစ်သွားတယ်လူများရဲ့ဟာမဟုတ်တော့နှစ်ဟာဖြစ်သွားပြီ first step